မင်္ဂလာပါတယောက်တည်းပြိုင်တာပထမဆုံးရတယ်ဆိုသူလိုပဲရွေးကောက်ပွဲမစခင်တည်းကတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တည်းကနိုင်နေတဲ့ပြည်ခိုင်ဖြူပါတီကြောင့်ဝေဖန်ပါမယ်လက်ရှိမှာသတိရိုက်ဒေတာကြီးရဲ့တချို့ဒေတာတွေတင်းနေလာကြီးရှမ်းကယားနယ်စပ်ကချင်ပြည်နယ်နဲ့တချို့ဒေတာတွေမှာပေါ့နော် အာဒီတိုင်းမျိုးပါတီတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တည်းကဘသူမှမဲမပေးရင်တော့နိုင်တဲ့အနေအထားရှိနေတယ်ပေါ့အာဆိုတော့ဒါစစ်တပ်နဲ့တန်ခါရေးနဲ့ပေါင်းပြီးလဝါချင်းရိုက်တဲ့ရွေးကောက်ပွဲပါဆိုပြီးပြုတ်ဆုံးမှုတွေရှိတယ်ဝေဖန်မှုတွေရှိတယ်အာဒီကိစ္စနဲ့ပတ်သက်လို့လူမျိုးမျိုးစိတ်ထွေထွေရှုတောင်မျိုးမျိုးရှိကြတယ်ဆိုတော့ကျွန်မမဘုဒ္ဓမဟာသွေးရဲ့အမြင်ကိုစကားလေးတခွန်းနဲ့လိုရင်းတူရှင်းပြောမယ်ကြောက်တက်လို့လွဲတဲ့ရဲတဲ့သူမင်းဖြစ်တယ် ကြောက်တက်ရင်လွဲတယ်ရဲတယ်သူမင်းဖြစ်တယ်ခမားတို့ကြောက်လို့ဝင်ပြီးတော့မပြိုင်တဲ့တွဲခမားတို့လွဲသွားတယ်သူတို့တက်တီစီလို့သူတို့ဝင်ပြိုင်တာဒီစကိုင်းနိုင်ဒေတာကြီးအခုလက်ရှိရင်းမဲ့ပင်စာလင်းကြီးလို့ပုံစံမျိုးကဏီလို့ပုံစံမျိုးဟုံမလင်းမင်းကင်းဆက်မဲ့ဖြစ်ပေါ်တဲ့ဒေတာတွေဒီဒေတာတွေမှာတက်မတော်ကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးသွားပြီဘဲပါတီဝင်မပြိုင်ရပါဘူးလို့ကန့်တတ်မှထားဘူးခမားတို့တက်တီရှိရင်ဝင်ပြိုင်လို့ရတယ် ခင်ဗျားတို့တက်တီမရှိလို့ကြောက်လို့ခင်ဗျားတို့လွဲသွားတယ်။သူတို့တွေတက်တီရှိလို့ရဲတဲ့သူမင်းဖြစ်တယ်။ဒီအတွက်ဘာမှထွ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 တွေပြောနေကြမလို့ဘဲပါဒီကဝင်ပြီးတော့ရွေးချယ်မခံရဘူးဆိုပြီးတတ်တတ်မှတ်ထားတာမရှိဘူး။တိုင်းငံလုံးမှာဝင်ရောက်ရွေးချယ်ခံမဲ့ပါတီတွေအများကြီးရှိရယ်ခင်ဗျားတို့တက်တီရှိရင်ဝင်ရွေးခင်ဗျားတို့တက်တီမရှိလို့ကြောက်လို့လွဲတယ်ပြည်ခိုင်ဖြိုးကတက်တီရှိလို့ဝင်ရွေးချယ်ခဲ့ခံတယ်။ကြောက်ရင်လွဲမယ်ခြေတဲ့သူမင်းဖြစ်တယ်။နော်။အာဆိုတော့ ဒီတနင်္လာရေးဖြူဆိုတာကလက်ရှိနောက်နေဆက်တဲ့နိုင်ငံအခင်းချင်းမှာပထမဆုံးတော့ဆန္ဒပြမှုတွေဖြစ်တဲ့ဒေသပထမဆုံးတော့အကြမ်းဖက်မှုဖြစ်တဲ့ဒေသဒီလိုနေရာမျိုးမှာဘဲပါဒီမဝင်ပြီးတော့အသက်အန္တရာယ်ကိုကြောက်လို့စီးစင်ဥစ္စာတွေပျက်စီးခံရမှာကြောက်လို့မပြရဲတဲ့အတွက်ကြောက်တဲ့လူတွေလွဲတယ်ရဲတယ်ပြည်ခိုင်ဖြိုးကမင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်မပြည်ခိုင်ဖြိုးကိုအားပေးတယ်ပါတီအနေနဲ့ဆိုရင်တော့ပြည်ခိုင်ဖြိုးကိုမဲပေးတယ် သဘောကျတယ်အားပေးတယ်လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ကုတ္တေတာမှာဝင်ရောက်ရွေးချယ်ခံမဲ့လူကဘယ်လိုလူမျိုးလဲဆိုတာကိုကြည့်ရမယ်ကိုကပြည်ခံပြိုးပါတီကိုကြိုက်လင့်ကစားကိုတေတာမှာဝင်ရောက်ရွေးချယ်ခံတဲ့လူကမိမိဒေတာဖွင့်ဖြိုးရေးမှာမပါဝင်ခဲ့ဘူးဆိုရင်မဲမပြီးပါနဲ့။နောက်ဆိုတော့လက်ရှိအချိန်မှာဟာကျွန်မမိတ်ဆွေတွေနဲ့နိုင်ငံရေးဆွေးနွေးပြတဲ့အခါအကြောင်းအရာနှစ်ခုတွေ့ရတယ်။ တချို့သောမိတ်ဆွေတွေကညှို့ပေါင်းဆိုရဖြစ်စေခြင်းကြတယ်ကျမလုံးဝညှို့ပေါင်းဆိုရမဖြစ်စေချင်ပါဘူးနော်အနိုင်ငယ်ဆွေးနွေးတဲ့ကောင်မလေးကျမမိတ်ဆွေတွေနဲ့ကျမနဲ့အမြဲတမ်းသဘောထားကွဲလွဲကြတာဟိုးအရင်ဆက်ဆက်တဲ့ကနော်ဟိုးအရင်ဆက်ဆက်လို့2020ရွေးကောက်ပွဲပြီးတဲ့ကဒီရွေးကောက်ပွဲကအာပြတ်သွားပြီလို့ပြောခဲ့တာကျမ တမတော်ကအာနာထိမ့်ပြီးတော့အာနာသိမ့်တာမဟုတ်ဘူးနော်တမတော်ကအာနာထိမ့်ပြီးတော့ဖွဲ့စည်းပုံခြေကဥပဒေပုံမှန်လေးတခွန်လေးတရှိရာအာနာထိမ့်ပြီးတချောက်ကရွေးကောက်ပွဲပြန်ကျင်းပပေးလိမ့်မယ်လို့အဲ့ဒီချိန်ထဲက2020ရွေးကောက်ပွဲပြီးပြီးချင်းနှစ်ရက်အလိုတွေက ရွေးကောက်ပွဲပြီးပြီးချင်းနှစ်ရက်မှာတည်းကျွန်မပြောခဲ့တယ်။နော်အဲ့ဒီလိုမျိုးနိုင်ငံရေးရည်ဆိုးနေတဲ့ကောင်မှာကျွန်မမိတ်ဆွေတွေနဲ့ကျွန်မလည်းအရင်သဘောထားကွဲလဲပြီးတော့တချို့မိတ်ဆွေတွေတို့မခေါ်နိုင်မပြောနိုင်ဖြစ်သွားကြတဲ့လူတွေအများကြီးရှိတယ်။ယခုလက်ရှိနိုင်ငံရေးအခင်းကျင်းအခုလာမယ့်ရွေးကောက်ပွဲကိုဆွေးနွေးတဲ့အခါမှာလည်းကျွန်မကညွန်ပေါင်းဆိုးရမဖြစ်စေချင်ဘူးလို့ပြောတဲ့အခါတချို့မိတ်ဆွေကနေရန်သူဖြစ်သွားကြတဲ့လူတွေရှိတယ်။နော်ကျတော့နိုင်ငံရေးရသဘောထားကွဲလဲမှုဖြစ်တဲ့အတွက်ကျွန်မဝမ်းမနွေဘူး။ဘာကြောင့်လဲ တာမန်2010လို့2015လို့ရွေးကောက်ပွဲကာလမျိုးဆိုလို့ရှိရင်တိုင်းပြည်မှာအချိန်နှီးတင်းကြီးအေးချမ်းတဲ့နေရာဒေသအချိန်ခါမျိုးဆိုရင်ညို့ပေါင်းအစိုးရဖွဲ့တဲ့ပေမဲ့အခုလိုမျိုးစိတ်ရပြိပက္ခရဖြစ်နေတဲ့အချိန်မှာညို့ပေါင်းလှုပ်လိုက်လို့ရှိရင် NCA ဆယ်နှစ်ပြည့်တယ်လို့ပဲနော် NCA ထိုးတာသာ10နှစ်ပြည့်သွားတယ်ဆွေးနွေးပွဲလာလိုက်ညင်းခုံလိုက်ပြန်သွားကြလိုက်နောက်တစ်နှစ်နောက်တစ်နှစ်လာလိုက် ငင်းခုံလိုက်ဆွေးနေလိုက်ပြန်သွားချလိုက်နဲ့ခရီးကရှေ့ကိုမရောက်ဘူး NCA ဒါ10နှစ်ပြည့်သွားတယ်ဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်မယ်ဆိုရယ်အဲဒီစကားတစ်ခုမှရည်ရက်တန်နေတယ်လူတွေအကုန်လုံးကကိုလိုရာကိုဆွဲကြတယ်ကိုကိုကိုမှန်နေထင်ကြတယ်ဒါကြောင့်မလို့လူတလောက်ခရီးမပေါ့ဘူးခရီးမတွင်ဘူးဒါကြောင့်မလို့ဒီအချိန်မှာညွတ်ပေါအစိုးရအလိုမရှိဘူးတပါတီတဲကဥဆောင်ပြီးတော့တပါတီတဲကရှေ့ဆက်မယ်အဲ့ဒီပါတီကိုထိန်းချောင်းနိုင်မယ်အတိုက်ခံပါတီရှိရင်ရပါ ညုံပေါင်းဆိုးရဖွဲ့လိုက်လို့ရှိရင်ကျင်းသေးပေါ့ခရီးတွင်မှာမဟုတ်ဘူးညုံပေါင်းဆိုးရဖြစ်ကျင်နေဆိုရင်တော့အခု2025ရွေးကောက်ပွဲကနေနောက်ထပ်တတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့အလွန်ကြမှာတိုင်းပြည်တည်ငြိမ်အေးချမ်းသွားတဲ့အချိန်ကြမှာညုံပေါင်းဆိုးရဖွဲ့တင်ပါတယ်နော်ဆိုတော့မနေ့ကတော့နိုင်ငံရေးစကားပိုင်းမှာကျွန်မမေးရွှေတီတော်တော်များများနဲ့ကျွန်မသဘောထားကွဲလွဲပြီးသွားပြီအခု live မှာတင်လိုက်တယ်ဘယ်လိုမျိုးသဘောထားကွဲလွဲမလဲကျွန်မစောင့်ကြည့်ပါမယ် နိုင်ငံရေးဆိုတာတော့ကိုယ်မှန်နေထင်တာကိုလက်ခံယုံကြည်ကြတာဖြစ်တဲ့အတွက်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။နောက်တစ်ခုကကျမကလည်းအဒီလွှတ်တော်အမတ်တွေလွှတ်တော်တွေမှာဗျမ်းပရာတွေပြောကြတယ်ရွေးကောက်ပွဲမဲဆွဲစည်းရုံးစဉ်ကာလတုန်းကကျွန်တော်တို့ကဘာတွေလုပ်ပေးပါမယ်ညာတွေလုပ်ပါမယ်ပြည်သူကိုဂရီကူတွေပေးပြီးတော့เนาะခတိမတီးတဲ့အမတ်တွေကိုထိန်းကျောင်းနိုင်ဖို့အတွက် right to recall ပေါ့အပြန်လဲထိန်းကျောင်းကျုပ်တွေလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မထက်ခါထက်ခါထက်ခါပြောခဲ့ဘူးတယ် ဲ့ဒီချိန်မှာเนาะကျမတို့မြေပြင်မှာရောအခုလို online မှာရောနိုင်ငံအရေးတွေဆွေးနွေးရေးပြောဆိုကြတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီအထက်ထဲမှာအခုလွှတ်တော်မတ်တွေကိုထိန်းချုပ်မှု right to recall နဲ့ပတ်သက်လို့เนาะလွှတ်တော်မတ်တွေပြည်သူကိုပေးထားတဲ့ဂရုမတည်ရင်လွှတ်တော်တွေကပြန်ပြီးထုတ်နိုင်တဲ့ဥပဒေတည်ပြုဖို့ပြဋ္ဌာန်းဖို့အကြောင်းအရာနဲ့ပတ်သက်လို့ဒီဇိုင်းမတ်မတ်ပြောခဲ့တာကျမမကုတုမဟာတို့တယောက်တည်းပဲရှိတယ်။ ဒါပေမဲ့အခု2025ရွေးကောက်ပွဲကာလမှာအခု2025ရွေးကောက်ပွဲပြီလို့တတိယအကြိမ်လွှတ်တော်ပေါ်လာတဲ့အခါမှာအဲ့ဒီလိုမျိုးနော်အရေးချင်းမပြည့်တဲ့လွှတ်တော်မတ်တွေလွှတ်တော်တီတူကိုဂရိကူတွေပြီးပြီးတော့မတည်တဲ့လွှတ်တော်မတ်တွေကိုပြန်ပြီးထိန်းချောင်းဖို့ right to we go ဥပဒေကိုအသက်သွင်းသင့်လားလို့မေးရင်အခြေအနေချင်းကတော့မဟုတ်သေးဘူးလို့ကျွန်မရှုံးမြင်တယ်။ထပ်ပြီးပြောမယ်နော်။ လွှတ်တော်မတွေကိုထိန်းချုပ်နိုင်ဖို့အတွက် right to recall ဆိုတဲ့ဥပဒေကိုအတိအပြပြဋ္ဌာန်းပေးဖို့တစ်ချိန်လုံးဒီဇိုင်းမှတ်မဲ့ပြောခဲ့တာကျွန်မ နော်နေရီခေါ်ပြောပွဲတွေသွားတဲ့အခါလဲကျွန်မပြောပြတဲ့လူကြီးတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာလဲပြောပြတဲ့အခုလိုမျိုးလူမှုကွန်ရက်မှာအများသူငါကိုပြန်ပြီး sharing လုပ်တဲ့အခါမှာလဲကျွန်မပြောပြတဲ့မြန်မာလက်ရှိကျွန်မတို့နိုင်ငံမှာပြည်တွင်းမှာပြည်ပမှာနော်နိုင်ငံရေးနဲ့ပတ်သက်လို့စီးရင်နဲ့ပတ်သက်လို့ဆွေးနွေးတင်ပြတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီထဲထဲမှာဒီเจ้าရောင်နဲ့ပတ်သက်လို့ဒီဇိုင်းမဲမဲပြောခဲ့တာကျွန်မတယောက်တည်းပဲရှိရယ်ဒါကဂုံစာရမဟုတ်ဘူးကိုရင်တွေ့တာမဟုတ်ဘူးကျွန်မအရင်ကအဲ့ဒီလိုပြောခဲ့ပေးမယ်အခုအချိန်မှာ ဒီ right to recall ဥပဒေကိုပြဋ္ဌာန်းဖို့မလိုအပ်သေးဘူးအချိန်ကာမကျသေးဘူးလို့ဆိုလိုချင်တာဘာလို့လဲရွေးကောက်ပွဲကเนาะဒီမှာစစ်မီးတွေတောက်လောင်နေတဲ့စစ်တလင်းပြင်ကြားထဲမှာခက်ခက်ခဲခဲနဲ့ကျင်းပရတဲ့ရွေးကောက်ပွဲစစ်မီးတွေတဟုံးဟုံးတောက်နေတဲ့စစ်တလင်းပြင်မှာเนาะရွေးကောက်ပွဲကနေလှက်တော့ဆိုတဲ့ပန်းကလေးတစ်ပွဲကခက်ခက်ခဲခဲပွင့်ရတာရန်တန်ပုံရန်တန်ဘုံတန်ကြီးစန်းနေရန်ငွေကြီးကြားကစစ်တလင်းပြင်မှာ လွတ်တော်ဆိုတဲ့ပန်းလေးကအခက်ခဲခက်ခဲပွင့်ရတာအဲ့ဒီပန်းလေးကိုကိုကတော့စေတနာနဲ့ဒီပန်းလေးကိုရေလောင်းပေါင်းတင်ဓာမီဩတာကျွေးလိုက်ပေမဲ့တရာလွန်သွားလို့ရေလောင်းတာများသွားရင်အဲ့ဒီပန်းကတည်သွားတက်တယ်နောက်ခင်ဗျားတို့အိမ်မှာဗန်းနေပြိုးတဲ့အခါကြည်ပါဓမ္မဩဇာရဲ့အကျွေးလွန်ရင်လည်းပဲဒီသစ်ပင်လေးကမရှင်သန်မကြီးထွားပဲနဲ့တည်သွားတက်ပါလေ။နောက်ဆိုတော့ဒီမုံတိုင်းချာမှာစစ်တလင်းပြင်ချာမှာခက်ခက်ခက်ကျင်းပါတယ်ရွေးကောက်ပွဲကို အဲ့ဒီလွှတ်တော်အမတ်တွေကို right to we go ဆိုတာကြီးနဲ့ချက်ချင်းထိန်းချောင်းလိုက်လို့ရှိရင်ကျမတို့ကတော့စေတနာနဲ့ဒီတစ်ပင်လေးဒီပန်းပွင့်လေးကိုလှပအောင်ရေလောင်းပေါင်းတင်ပြီးရောတက်မီဩဇာကျွေးပေမဲ့အဲ့ဒီတန်းတန်းမှုခံကိုသူတို့မခံနိုင်တဲ့အခါမှာကျက်စီသွားနိုင်တယ်။ဒါကြောင့်မို့လို့တကယ်လို့ဒီ right to recall လွှတ်တော်မဲ့တွေကိုထိန်းချောင်းတဲ့ဥပဒေလုံးချင်တယ်ဆိုရင်တော့အနည်းဆုံးလွှတ်တော်တက်တန်းတဝက်ကျိုးတဲ့အချိန်ကမှပြဋ္ဌာန်းသင့်ပါတယ်။ အခု2025 26ဆိုရင်29 28 2020ရှိအကုန်2029ဒီလိုနှစ်နှစ်ကျော်၃နှစ်လွတ်တော်တက်တဲ့နှစ်နှစ်ကျော်၃နှစ်ကြာကပြီးမြင်တဲ့ကြာပြီးတဲ့အချိန်မှသာနော်ဒီနှစ်နှစ်ကျော် သုံးနှစ်အတွင်းမှာဘယ်အမှတ်တွေကဘလို့ပြည်သူကိုပေးခဲ့တဲ့ဂရီကိုတွေကိုဘလို့တည်နိုင်နေဘလို့အရေးချင်းရှိစဉ်လဲဆိုတာစမ်းစစ်ပြီးတော့သာဒီဥပဒေကိုပြဋ္ဌာန်းတဲ့မှာလွတ်တော်ကြီးဆဆချင်းမှာဒီဥပဒေကို ပြဋ္ဌာန်းခြင်းဟာ အမြစ်ကို ရိုက်ချိုးအမြစ်ကိုချိုးပြီးတော့အဲ့လို28ရပါမပြိုင်မဲနိုင်နေပြီမိခိုင်မျိုးကမပြိုင်မဲနဲ့နိုင်နေပြီလို့ပြောရင်ခင်ဗျားတို့အားသင့်မယ်နော်မပြိုင်မဲနဲ့နိုင်နေဆိုပြိုင်တော့မပြိုင်သေးဘူးပြိုင်ခဲ့ဖို့ကနိုင်သွားရဲ့ဆိုတာလေအဲ့ဒါအန်အားသင့်စရာမကောင်းဘူးလားဘာလို့ဆိုတော့အခုမှဗျာကိုယ်စလောင်းစင်းနေထုတ်ပြန်ပြီလို့ပြီးအောင်ရှိသေးတယ်ဘာဖြစ်သွားလဲဆိုတော့ပြိုင်ပြောနိုင်နေပြီ28ရောက်တယ်ကျွန်တော်အခုသတင်းစင်းနေရတာသတင်းအောင်စင်းရောရတာဆိုတော့ဘာလို့28ရောက်နိုင်လို့ပြောနိုင်တာလဲဆိုတော့သူတို့ပြိုင်ခဲ့ဖို့နဲ့ပြိုင်မဲ့နေရာတွေမှာကျွန်တော်သိသွားပါတော့ ိုင်မဲ့နေရာတွေမှာဝင်ပြိုင်မဲ့လို့မရှိဘူးတယောက်တည်းဖြစ်နေတာပြိုင်မဲ့မရှိဘူးသူတို့နဲ့ရှင်ပြိုင်မဲ့လို့တယောက်မှမရှိဘူးမရှိတော့အဲ့နေရာတွေကတော့သူတို့နိုင်သွားပြီရုပ်ကပွဲကျင်းပါရတယ်တယောက်မှမဲမပေးလဲသူနိုင်သွားပြီရုပ်ကပွဲဥပဒေအရပြိုင်ပဲမရှိလို့ရှင်အဲ့ဒီလူကအနိုင်ပဲအဲ့တော့နိုင်သွားပြီပေါ့ဗျာယူပြိုင်ခိုင်ပြောတော့ဒါဇာတာဇာတာပေါ့ဗျာနော်အဲ့တော့ကျင်းသားရဲ့ဆင်းအရာကြီးလိုက်တဲ့အခါကချင်းစကိုင်းရှမ်းတရင်သာကြီးအဲ့နေရာလေးခုကမဲဆန္ဒနဲ့28ခုတိတိမှာပြိုင်ခိုင်ပြောပါတီရလို့ပြီးမြည်သိပါတီမှဝင်ပြိုင်အဲ့တော့အဲ့28ယောက် ော်တိုဖြစ်သွားပြီအဲ့တော့ကြိုးတော်ကွန်ဂရက်ကွန်ဂရက်ဂျူလေးကွန်ဂရက်ဂျူလေးရှင်းလောက်ထားတော့ပေါက်နေပြီနော်အဲ့တော့ပြည်သူလူထုအတွက်ဆိုရင်တဲ့နောင်မော်မန်စီရွှေကူစကိုင်းဆိုလို့ရှိရင်မင်းကင်းဝင်းတို့မော်လိုက်ကနီစာလင်းစာလင်းရေဦးတင်းနိုင်ဆိုရင်ရေဖြူလောင်းလုံးရှမ်းဆိုလို့ရှိရင်မက်မန်းတဲ့ဖဲခုံအဆရှိတယ်ပေါ့ဗျာနော်ဆိုတော့အဲ့လိုမျိုးတွေဆိုတော့တိုင်းနယ်ပြည်နယ်တွေမှာလည်းကောလင်းဝင်းတို့တမူဘူးတလင်းမော်လိုက်ကနီစာလင်းကြီးရေဦးအဆရှိတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာတွေနေရာတွေနေရာတွေအများကြီးပါတယ်အမျိုးသားအဲပြည်သူလူထုတွေမျိုးသားလူထုတွေတိုင်းသားလူထုတွေနေရာတွေအကုန်လုံးရတာ28နေရာ တီတီဒီခါပြောရပါပြီအဲ့တော့အဲ့28နေရာကြီးကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့နိုင်တဲ့လူတွေနာမည်လေးကိုကျွန်တော်တွေ့ရတော့ဟာလို့အဆန်းနေပါလားလို့ဟိုမှာဆိုကြပါစို့ဦးရေဦးရေဒန်တာ